ဘုရားမြတ်စွာဘုရားမြတ်စွာဤတန်တနသမိုင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဇောင်းတိုင်ညရဲ့အမတ်တရားဆိုတာလေထင်ထင်ရှားရှားရှိခဲ့တယ်အဲ့ဒီရှိတဲ့ထဲမှာအထူးခြားဆုံးကတော့မြတ်စွာဘုရားဟာမဂ္ဂရပြည့်ရှင်အစတတပယင်းကြီးကိုတာမင်ညဖလား မိဂုံးနဲ့ပတ်သက်ပြီးတော့ဖြေချာရှင်းလင်းခဲ့တဲ့တာမညဖလားတုတ်တန်ဒေသနာဖြစ်ပေါ်လာခြင်းပဲဖြစ်တယ်။ခမန်းကျဲအပြင်ပြောရမယ်ဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2630ကျော်လောက်အချိန်မှာကြာခဲ့တဲ့အချိန်ကာလကဇန္တသမင်းကြီးနဲ့မြတ်စွာဘုရားဟာ ြန်ဒီဆုံတွေ့တဲ့ညအခါသမယပစောင်းမုံလပြည်နေညမှာဇာတတမင်းရဲ့မိကုံးကိုဖြည်တော်အဖြစ်ရသော်ဗျာဒကိကုရမြတ်တမင်းညဖလာတုတ်ကိုဟောကြားခဲ့တယ်။ဒါကြောင့်မို့ဒီနေ့ကိုတမင်းညဖလာနေလို့လဲတတ်မှတ်ကြတယ်ပေါ့။နက္ခပညာလိုက်စားတဲ့ပုဂ္ဂိုလ်တွေကတော့တစောင်းလုံးမပြည့်နေညဟာ နက္ခတရား၄ပြည့်စုံစွာကောင်းငင်မှာထွက်ပေါ်လာတာကိုထောက်ရှုပြီးတော့ဒီနေ့နက္ခတ၄စုံလို့ဈေးပေါင်းခတဲ့နေ့ဖြစ်ဒီလိုသတ်မှတ်ကြတယ်ပေါ့လောကီဘက်ကသတ်မှတ်ချက်တွေကတိတ်ပြီးတော့ထူးထူးခြားခြားတော့မရှိပါဘူးညမလူမျိုးတွေကနေ့ဈေးပေါင်းခတယ်လို့ယုံကြည်ချက်နဲ့ မဇ္ဈိလီပင်ကအဖူးတွေတော့ပြောင်းမယ်နေပဲပေါ့ဒီနေ့ခမခဆိုတာတော့ဘယ်သူမှစမ်းသပ်ထားတာမဟုတ်တာเนาะဘာပဲဖြစ်ဖြစ်မဇ္ဈိလီဘူးတုံတော့စားကြရမှာပဲအဲ့တော့ဒီကနေ့ရထူးခြားချက်တွေဟာသာသနာသမိုင်းနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တုတ်တန်ကြီးတခုဖြစ်ပေါ်လာတာရဲ့ ဇတတမင်းကြီးဟာခမည်းတော်ဗေမိတာရမင်းကြီးကိုထောင်သွင်းအကျဉ်းချရုံမြတ်မကလောက်ကျန်တက်ဖြတ်ပြီးပိတုကရကကံကြီးထိုက်သွားလို့နောင်တရပြီမြတ်စွာဘုရားရှင်မရောက်အရောက်သွားပြီးသူ့အမားကိုဝန်ခံတဲ့ညလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့ဒါလို့မိုက်မဲခဲ့တဲ့ အကြောင်းအရာတွေမိုက်မဲခဲ့တဲ့မြတ်မြတ်စွာဘုရားထံဝန်ချပြီးတောင်းပန်ပြီးဘုရားမြတ်စွာရဲ့တပည့်တော်ကအဖြစ်ခံယူလို့ဘုရားပေါ်မှာကြီးညိုတဲ့ထုခိကဘယင်းတွေထဲမှာဇတတရဲ့ကြီးညိုမှုဟာအလွန်ကြီးမားတယ်လို့ပြောမြတ်စွာဘုရားသာသနာမှာအရေးပါဆုံးပထမဆုံးတင်တဲ့ တန်ခါရနာကိုလည်းပဲသတ္တမင်းကြီးဟာတကားခံခဲ့တယ်ဗောအဲ့ဒါကြောင့်မလို့ဒီကနေ့တသောနိုင်ညရဲ့အမှတ်တရလေးတွေကိုပြန်လည်တတိယပြီးတော့မိမိတို့ဘဝမှာတသောတိုင်ညနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမှတ်တရတွေမှတ်သားပြီးတော့တို့ဘဝ ဘယ်လိုတန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်ကြမလဲဆိုတာသိရှိနားလည်ကြပါ